တော့ကို့ဘောက်တီထွင်တဲ့ဟာမဟုတ်စော်ကားလိုက်ပြီပေါ့အခုလုံးကဒါအခုလောအဲ့လိုမြင်တယ်ကို့ဘောက်ကိုတီထွင်လေးဘယ်လိုတီထွင်လဲဟိုဘယ်မှာနော်ဥပမာဟိုကြံချောင်းအိတ်နဲ့များဝေပြီးတော့ကားမလားကို့အတွင်းစော်ထဲဟာတော်တော်မထီနေဟိုတော်တော်တီနေအဲ့နော်ချရှိတယ်ပေါ့နော်စော်ဟာစော်တိုင်းထားလိုက်တာကောင်းတယ်ကို့ဘောက်ခရီးလို့ရှိရင်ကို့ဘောက်ကိုတောက်ထုတ်လိုက်ငကူတွေကမှအနည်းတပင်ကနေအမြင့်တပင်ရအောင်တင်ထားတာလေအမြင့်ကျိုးကြလို့မရဘူးလေဒါအရှင်းဆုံး တက်အရွယ်နဲ့ပြောမှာဆိုတည်ငြိမ်ပြောမှာပေါ့နော်ကျွန်တော်အတက်ရနေပြောမှာဆိုကျွန်တော်တည်ငြိမ်ပြောမှာယူနောက်မှမှကလေးစကားပြောပါတော့မယ်အခုလူကြီးစကားပြောပြစီဟောဒါလေးကခက်ပြောင်းခက်လဲမှာတတိထားတဲ့ဟာလေးပေါ့နော်ဒါလူကြီးပိုင်းကလည်းလိုအပ်လို့ဆုံးမှာဖြစ်လိမ့်မယ်ဒါကျွန်တော်ကလူကြီးပိုင်းထက်စားလို့ရှိရင်အသက်ပိုင်းဆိုင်ရာရည်တည်မှုတစ်ခုဖြစ်ခဲ့ပြီအဲ့ပေါ်မူဒီလူကြီးတွေဆုံးမှာလည်းကျွန်တော်တို့ကနာခံရမယ့်နေရာရှိသေးတယ်အဲကိုကကြောပြီးတော့ဘောင်းမုံအောင်မပြောရအောင် ကိုစုံမလို့လည်းမရဒါပေမဲ့လူကြီးများအဲ့လိုစုံမရင်တော့ခံရမယ်ပေါ့နော်ဟောဒီမေဂျာလူကြီးတွေတမူးထားခဲ့မေဂျာကိုတက်တက်ဟိုလူငယ်မှာတော့လူငယ်တွေအနေနဲ့ပြန်တွေးပြောမှာဆိုအဟောရောဂါသမားဟိုကန်ကန် country boot တွေစီးအဲ့လိုဟာမျိုးစီးသလိုဒီ hip hop သမားအဲ့ဒါကြီးစီးပြီးတော့မကဘူးနေနော်အဲ့ဒါဇမင်းသားဝတ်ဆိုမင်းသမီးဝတ်ဆိုဝတ်မှာဆိုရင်သူတို့တမစင်လေးတွေလိုက်တဲ့နေတော့ကျွန်တော်ထင်တယ်တီထွန်စမ်းသိကျင်တယ်ဆိုဂိူးဆိုင်ရတယ်လူကြီးတွေဘယ်လိုပြောမလဲ ဘယ်လိုဆိုမလဲအဲ့ဒါကိုမူတည်ပြီးတော့ဟိုချေးမပါမင်းနည်းနည်းလေးသူကပေးသက်လို့လိုက်တာပေါ့အဒီကပေးသက်လို့လိုက်တဲ့ခါမှာပေးသက်ကလည်းတကယ်လိုအပ်တယ်လေလိုတော့လိုလိုက်တဲ့ခါမှာအမားရင်းဖြစ်လာရင်ဒါကိုမူတည်ပြီးခံရရမယ်ပေါ့နော်ဟိုကိုယ့်ဘက်ကလည်းရှောင်ခြင်းမမောင်းလည်းရှောင်ခြင်းရမယ်ဟုတ်ကျွန်တော်ဒီမှာတကြံတချင်းရိုက်ကြတယ်ကြိုးပြီးတွေးရတယ်ဒါဆိုမေးရရလည်းဒါကိုအကြီးကြီးနဲ့မေးကြတာလေညီမလေးတို့ကလည်းအကြီးကြီးနဲ့မေးကြမေးကြတဲ့လူတွေဆိုတော့လည်း ကျွန်တော်တို့ကလည်းနည်းနည်းထိတ်လန့်မှုတော့မရှိပါဘူးဒါပေမဲ့ဟိုဂူးဆိုင်မှုတော့ရှိရမယ်အဲ့လိုပဲဖြော်ပြရနေမှာဒါဝှက်ထားရင်လည်းဟိုမှာဒူဒန်နန်လှုပ်တင်လားမလှုပ်တင်လားကိုယ်စဉ်းစားရမယ်ပေါ့နော်မချင်မဖြစ်တဲ့ဟာကြီးပေါ့အဲ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 ကိုယ့်ဘောတီချွန်တဲ့ဟာမဟုတ်စော်ကားလိုက်ကြီးပဲပေါ့အခုလုံးကဒါအခုတော့အဲ့လိုမြင်တယ်ကိုယ့်ဘောကိုတီချွန်လေးဘယ်လိုတီချွန်လဲဟိုဘယ်လိုမလဲနော်ဥပမာ ဟိုကြံချောင်းအိတ်နဲ့များဝေပြီးတော့ကမလားကို့အတွင်းအဲ့ဒါလည်းဟိုသူ့မူကကထားတာဒီမြန်မာရဲ့မူကဒီတိုင်းပဲလေမင်းသမီးတွေရဲ့ဥမာစရုံးပြောင်းရင်တော့စရုံးပြောင်းမယ်ညာကျွန်တော်တရားဟိုလေးလာတဲ့လောက်ကိုကျွန်တော်ပြောပြပါလေမြန်မာဝတ်စုံဝတ်မယ်ဆိုရင်စိတ်ရှိုးဟာမျိုးတွေမလုပ်နဲ့တော့ဒါတော့ကိုယ့်ရဲ့စင်ကြီးရမယ်ပိုင်းအဲ့ဒါမှစင်ကြီးပိတ်ဟိုကိုကလည်းကွာဘာဖြစ်လဲဆိုရင်တော့ဒါဇော်ကားသူလိုမလေးပြောသူလိုဖြစ်လာတာပေါ့အဲ့မှာမူတီပြောထင်းထင်းထင်းလုတ်လုတ်တဲ့နေပေါ့ငကိုရီးယားမှာ မြန်မာကျွန်တော်တို့ကြတော့တခုရှိတာဟိုပေါ့တပင်ဆိုတဲ့အရာ modern dance ပေါ့အင်္ဂလိပ်ပြော modern dance ဆိုတာဘယ်လိုပြောမလဲဘာပေါ့ဒါနိုင်ငံညာနဲ့ရှင်းပြောမှဆိုရင် classical ရှိတယ် classical ဆိုရင်ကျွန်တော်တို့ရင်ကျင်းမှုမှရှိတယ်အဓိကတကယ်အထိုင်ကနိုင်ကြစရာရင်ကျင်းမှုကျပန်ဒရာကျောင်းစင်အဲ့လိုဟာမျိုးစင်တကယ်ကျောင်းစင်လာလူတွေကျောင်းသင်ရတာကြောင့်တပင်ကြတော့ modern နဲ့ပါတယ် model ပါတဲ့လုပ်ခွင့်အဲ့ model မှာလွန်ပြီးတော့ contemporary လို့လောက်ချင်တယ်ဆိုရင်တော့ကိုယ့်ဘောက်ကိုထိန်းရမယ်အဲပိဒတ်ကြားချပြတဲ့ခါကျရင်ပိဒတ်အမြင်မတူဘူးလေမြင်သူရင်တော့ရန်သူပေါ့ဗျာဟောအဲ့အဲ့ဒါကြတော့ဘယ်လိုခေါ်မလဲကိုယ် create လုပ်တဲ့ပုံမှာမူတည်ပြီးတော့ကိုယ့်ဘောက်ကိုပြင်ဆင်မှုလုပ်ရလိမ့်မယ်အားလုံးတော့လိုက်ပြီးတော့သုံးမနေလို့တော့မရဘူးပေါ့ကျွန်တော်မြင်တယ်လူငယ်ဘက်ကလည်းပြန်တွေးပေးရမယ်ဒီဘက်ကလည်းဒါပေမဲ့ကို create လုပ်တာလဲကိုယ့်ဘောက်ကိုဒီကောက်ကိုဘာဖြစ်လို့ဒီလိုကရတာလဲဒီတဲ့ချင်းကိုဒီလိုကရလိုကရင်ကိုဝှက်ထားတဲ့အရာကိုကြည့်လိုက် ကိုကနောက်တိုင်းဝယ်ဆိုဝယ်တိုင်းတော့ရှော့ဖြစ်ရှိတယ်ကိုကဒါမျိုးဝယ်ထားရင်ဒီစေပေါင်းငွေအောင်လုပ်အဲ့လိုကျွန်တော်ဆိုမင်းသားဝယ်ဆိုနေဒီဟိုဟို underground မကဒါဒါအရှင်းတော့ကာဘော်ဒါလူကာ underground ကြီးကြတော့မင်းသားနဲ့ underground ကလူကြီးကမှအနည်းတစ်ပင်ကနေအမြင့်တစ်ပင်ရအောင်တင်ထားတာလေအမြင့်ကျိုးကြလို့မရဘူးလေဒါအရှင်းဆိုစင်ပေါ်မှာကတဲ့မင်းသားကြီးဖြစ်နေတဲ့အတွက် underground ကိုနည်းနည်းရှောင်းအောင်ဟုတ်အဲ့ဒါတွေကလေကျွန်တော်တို့ကတင်တန်းမရှိတဲ့အတွက်ဒါနည်းနည်းလေး ဟိုအခုဟိုလူငယ်များအတွက်ဟိုကြားနိုင်တဲ့အတိုင်းတာပဲကျွန်တော်ပြောပြကျွန်တော်တိတက်နေလို့တော့မဟုတ်ဘူးเนาะဒါပို့ပြီးတော့ပြောပြဘောင်းကျွန်တော်ကဖောင်ရမ်းခြင်းတယ်တခါကြလို့ရှိရင်ဒါလူငယ်စကားနဲ့ပဲကျွန်တော်ပြောပြရစီဟိုပေါ့စော်ရတဲ့ဟာတော်တော်မထီးနေဟိုတော်တော်တိနေအနေချော့ရှိတယ်ဘောနော်စော်ဟာစော်တိုင်းထားလိုက်တာကောင်းတယ်ကိုကခရစ်လို့ရှိရင်ကိုကကိုတုတ်ထုတ်လိုက်အဲ့ဒါမျိုးကျွန်တော်အကျဉ်းချပေးခြင်းပါတယ် ဟိုအများကြီးလည်းကျွန်တော်မှပြောကြည့်ရစင်းနေတော်တော်လှန်ပြီးတော့မှဟာဒါလေးကောင်းနေတာလေကောင်းအဲစာကူးကြတယ်ဖြစ်သွားမယ်ကိုကတော့နေပါစီအဲအဲ့လိုလေးဟိုဖြစ်ပါလို့ပါကိုကကိုစိုက်တဲ့ဟာလို့လို့ရပါတယ်အဲ့တော့လက်ဝဲဆောင်လေးနဲ့ကျုံထိုးတာမျိုးတို့ဟိုဘော်ဒီတာမျိုးတို့တော့မလုပ်မလုပ်တင်ဘောနော်ဟုတ်ဟုတ်ဟုတ်